အစ္စရေးအပေါ်ပြည်ရမှုစတင်ပြီလို့အီရန်နိုင်ငံပိုင်ရုပ်သံဌာန IRN ကကြေညာပါတယ်ကာတာမှာအခြေစိုက်တဲ့အမေရိကန်စစ်အခြေစိုက်စခန်းကိုအီရန်ရဲ့တိုက်ခိုက်မှုအောင်မြင်တယ်လို့လဲဆိုပါတယ်။အီရန်ရဲ့တိုက်ခိုက်မှုဖြစ်ပြီးထရန့်ကမြစ်တာရက်ခံလို့အပြစ်ရတာလို့လဲသိရပါတယ်ရှင်။ ။အစ္စရေးဘက်ကတော့ထုတ်ပြန်ချက်မရှိသေးပါဘူး။လုံးဝဥပုံအပြစ်ခတ်ရစဲရေးအားလုံးကိုဂုဏ်ယူပါရယ်ဗျာ။အစ္စရေးနဲ့အီရန်တို့ကြားလုံးဝဥပုံအပြစ်ခတ်ရစဲရေးအတွက်အပြည့်အဝသဘောတူညီမှုရရှိခဲ့ပါပြီးအခုကစပြီး6နာရီအတွင်းအစ္စရေးနဲ့အီရန်တို့ဟာသူတို့ရဲ့စစ်စင်ရေးတွေကိုရက်ဆိုင်ပြီးအပြီးတက်လိုက်ပါပြီး7နာရီပြည့်တဲ့အခါစစ်ပွဲဟာပြီးဆုံးသွားပြီလို့သတ်မှတ်ပါလိမ့်မယ်။တရားဝင်အနေနဲ့အီရန်ကအပြစ်ခတ်ရစဲရေးကိုစတင်မှာဖြစ်ပြီး7နာရီမြောက်တဲ့အခါ အစ္စရေးကလည်းအပြစ်ခတ်ရစဲရေးကိုစတင်ပါလိမ့်မယ်24နာရီမြောက်တဲ့အခါတရားဝင်အဆုံးသတ်သွားပြီးစစ်နေရစစ်ပွဲကိုကဘာကလေးစားစွာဂုဏ်ပြုမှာဖြစ်ပါတယ်ဒီအပြစ်ခတ်ရစဲရေးတလျှောက်လုံးမှာတခြားတစ်ဖက်ကလည်းငြိမ်းချမ်းပြီးလေးစားမှုရှိနေဖို့လိုပါတယ်အရာရာတိုင်းစနစ်တကျဖြစ်သွားတဲ့အတွက်နှစ်နိုင်ငံလုံးကိုဂုဏ်ပြုရမှာဖြစ်ပါတယ် ဣသရေလနဲ့အီရန်တို့ဟာသူတို့ရဲ့ခံနိုင်ရည်တတိနှစ်ဉာဏ်ပညာကိုပြသခဲ့ပါတယ်။နှစ်ပေါင်းများစွာကမ္ဘာတဝန်းလုံးကိုဖျက်ဆီးပစ်နိုင်တဲ့စစ်ပွဲတစ်ခုဖြစ်တဲ့စစ်နှစ်ရဲ့စစ်ပွဲဟာမဖြစ်ခဲ့ပါဘူးဟုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမြစ်တာရက်ခံကြောင်းသိရပါသည်ရှင်။